အားလုံးမင်္ဂလာပါဒီနေ့တက်ဆက်ပေးမယ့်အဆောင်လေးကတော့လီလောင်ရေးသားထားတဲ့ How to talk to anyone ဆိုတဲ့အဆောင်လေးပဲဖြစ်ပါတယ်ဘဝမှာမလို့ချင်တဲ့အစည်းအဝေးတွေမပြောချင်တဲ့စကားဝိုင်းတွေမတင်ပြချင်တဲ့တင်ဆက်မှုတွေနဲ့ပြည်နေတတ်ပါတယ်ဒါပေမဲ့အမှန်တရားတစ်ခုကတော့ကျွန်တော်တို့အားလုံးဟာလောကဆောင်ရွက်သမျှကိစ္စတိုင်းနှိပါမှာဆက်သွယ်ပြောဆိုခြင်းကိုအားထားနေရပါတယ် ဒါကြောင့်တရားနဲ့တရားစကားပြောဆိုရမှာပိုပြီးကျွမ်းကျင်ပါနိုင်ဖို့ ਨੇ စိတ်ထဲမှာတတ်တောင့်တတ်တာရှိဖို့ကြိုးစားတင်ပါတယ်။လူတွေကိုပိုမိုကောင်းမွန်တဲ့ဆက်သွယ်ပြောဆိုနိုင်သူတွေဖြစ်လာအောင်လှုံ့ဆော်ပေးဖို့ဆိုတာစာရေးသူတတ်တတ်တာလုံးမြုံနိုင်ခဲ့တဲ့အလုပ်ပါပဲ။သူဟာလူတွေကိုလိလာခဲ့တယ်၊သူ့တည်တနာတွေကိုလှုပ်ခဲ့တယ်။ပြီးတော့စကားပြောဆိုရင်ယုံကြည်မှုအားနည်းစေတယ်။ဒါမှမဟုတ် စကားဝိုင်းကနေအကျိုးအမြတ်အများဆုံးရရှိစေတဲ့အသေးအမွားအမူအရာနဲ့အလေးထားတိုင်းကိုတတိထားမိခဲ့ပါတယ်။ဆယ်စုနှစ်ပေါင်းများစွာသူဟာနေ့စဉ်ဆက်သွယ်ပြောဆိုမှုတွေမှာပုံမူကားမော်စွာဖြတ်ကျော်နိုင်ဖို့ကူညီပေးမဲ့လုံတဲ့နာရီနဲ့မလုံတဲ့နာရီကိုစုစည်းထားတဲ့စာအုပ်တွေကိုထုတ်ဝေခဲ့ပါတယ်။ဒီစာအုပ်မှာလူမှုဆက်ဆံရေးမကျွမ်းကျင်သူတွေအတွက်အလောက်ခွင့်ပတ်ဝန်းကျင်အစည်းအဝေးပွဲတွေ ပါတီပွဲတွေမှာပုံမိုယုံကြည်မှုရှိလာစေဖို့အဖိုးတိုင်ကြီးစနစ်တွေနဲ့အကြံဉာဏ်တွေကိုဖော်ပြပေးထားပါတယ်။ပြည်သက်ကြီးတို့အတွက်ဘလို့အခြေအနေမျိုးမှမဆိုပိုပြီးကောင်းမွန်တဲ့ဆက်ဆံရေးတွေတည်ဆောက်နိုင်ဖို့အထောက်အကူပြုမှာဖြစ်ပါတယ်။ပထမဆုံးတွေ့ဆုံမှုတွေဟာတကယ်ကိုအရေးကြီးပါတယ်။ တစုံတယောက်နဲ့ပထမဆုံးအချိန်တွေ့တဲ့အခါသင်ရဲ့အသွင်အပြင်နဲ့အပြုတ်မှုတွေကိုသူတို့ရဲ့အုံနောက်ထဲမှာဆွဲမှတ်သွားပြီးအနာဂတ်မှာသူတို့နဲ့သင်ဆက်ဆံရမယ့်ကိစ္စတိုင်းအပေါ်တိချပေါက်တက်ရမှုရှိပါတယ်။လူတယောက်ကသင်ကို ပထမဆုံးမြင်တာကသင်မျက်နှာဖြစ်လို့ဒီနေရာကနေပဲကောင်းမွန်တဲ့ပထမဆုံးအထင်အမြင်ကိုစတင်ရပါတယ်။လူသစ်တွေနဲ့တွေ့တဲ့အခါပြုံးဖို့အမြဲတမ်းတတိယပါလို့တတိပေးတဲ့အတန်ကိုကြားခဲ့ဘူးပါသလား အဲ့ဒီအချိန်ကစိတ်အနှောက်အယှက်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့သူတို့ပြောတာမှန်ပါတယ်။ပြုံးပြခြင်းကတင်တယောက်ယောက်ကိုတင်သွင်းနိုင်မလားမတင်သွင်းနိုင်ဘူးလားဆိုတဲ့အပေါ်ကြီးမားတဲ့အပြောင်းလဲတစ်ခုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါပေမဲ့လူတွေကဟန်ဆောင် အပြုံးကိုခွဲခြားသိမြင်နိုင်ပါတယ်။ဒါကြောင့်တင့်ရဲ့အပြုံးကိုတဖြည်းဖြည်းချင်းဖြစ်ပေါ်လာပါစေ။ဒါမှသာပူပြီးရိုသားပွင့်လင်းတဲ့အပြုံးတစ်ခုလိုပေါ်လွင်စေမှာဖြစ်ပါတယ်။ လင်းလာမှုတွေအရာတဘာဝကြကြပြုံးပြခြင်းကအမျိုးသမီးတွေကြားမှာပိုပြီးတော့အရေးပါကြောင်းကိုတွေ့ရှိရပါတယ်။လုပ်ငန်းခွင့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ်ချင်းပြုံးပြတတ်တဲ့အမျိုးသမီးတွေဟာပိုပြီးရှင်ချီစိတ်ချရတယ်လို့ယူဆခြင်းခံရတတ်ပါတယ်။နောက်ထပ်အချက်တစ်ခုကတော့အဖွဲ့ထဲမှာရှိတဲ့လူတိုင်းကို အပြုံးတစ်မျိုးတည်းမပြုံးပြမိစေဖို့ဖြစ်ပါတယ်။လူအမျိုးမျိုးနဲ့ဆက်ဆံရတဲ့အခါတဲ့ရဲ့အပြုံးကိုကွဲပြားအောင်ပြောင်းလဲကြည့်ပါ။ ညလုံးတွေကလည်းလူတွေကိုဆွဲဆောင်တင်သွင်းတဲ့အချိန်မှာအရေးပါတဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ညလုံးချင်းစုံပြီးကြည့်ချင်ဟာလေဒီစားမှုနဲ့ချစ်ခင်မှုကိုရရှိစေပါတယ်။ဆက်လက်ပြီးတော့ကိုဟန်အနေထားကိုလေ့လာကြည့်ကြရအောင်။ပထမဆုံးအနေနဲ့ကိုမရှင်နှီးသေးတဲ့လူတယောက်နဲ့ဆက်ဆံရမယ့်အခါအဲ့ဒီလူတယောက်ကိုဒစိမ့်လို့ဆက်ဆံစရာမလိုဘူးဆိုတာကို သိထားဖို့အရေးကြီးပါတယ် တနည်းအားဖြင့်လူတစ်ယောက်ကို ပထမဆုံးအကျဉ်တွေးဆုံတဲ့အခါကိုယ့်ရဲ့ရင်းနှီးတဲ့တငယ်ချင်းဟောင်းတစ်ယောက်လိုပဲနှုတ်ဆက်ပါမိထွေးရဲ့အပြုံးတစ်ခုနဲ့အတူတင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုသူ့ဘက်ကိုအပြည့်လှဲ့ပေးလိုက်ပါဒါမှတင်ကသူ့ကိုအပြည့်အဝအာယုံစိုက်နေကြောင်းသူသိပါလိမ့်မယ်နောက်တစ်ခုကလက်အမှုရာတွေကိုထိန်ချုပ်ထားပြီးငြိမ်သက်စွာနေခြင်းအဖြစ်လေကောင်းမွန်တဲ့ဆက်ဆံရေးကနေသွေးဖဲမသွားအောင်လှုံ့ဆော်နိုင်ပါတယ် ပထမဆုံးအချိန်လူတယောက်နဲ့မတွေ့ဆုံခင်မှာသူနဲ့ကိုနဲ့တူညီရာရီမရှိရင်ဘယ်လိုလုပ်မလဲဘာရီများပြောကြမလဲစားတဲ့စိုးရင်စိတ်တွေဝင်လာနိုင်ပါတယ်အများအပြည့်ချောမွေးတဲ့မိဆက်မှုတစ်ခုကကောင်းမွန်တဲ့စကားဝိုင်းတစ်ခုကိုဖြစ်လာစေဖို့လိုအပ်တဲ့အရာပဲဖြစ်ပါတယ်အဲ့ဒီလိုမိဆက်မှုတစ်ခုဖြစ်လာစေဖို့အလွယ်ဆုံးနည်းလမ်းကတော့နှစ်ဦးစလုံးကိုတိကျွမ်းတဲ့သူကိုကြားခန့်မိဆက်ပေးဖို့တောင်းဆိုခြင်းပါပဲ ဒါမှမဟုတ်တင်ကိုယ်တိုင်စကားဆပြောနိုင်ဖို့အတွက်မတိသေးတဲ့သူနဲ့ပတ်သက်ပြီးမိကုံးအချို့ကိုမင်းမြန်နိုင်ပါတယ်။နောက်ဆုံးအနေနဲ့သူတို့အနားမှာပဲရှိနေပြီးစကားပြောနေတာကိုနားဆွင့်ပြီးတော့စကားဝိုင်းနဲ့ဝင်ရောက်ဖို့အခွင့်အရေးရှာနိုင်ပါတယ်။လူတွေနဲ့စကားပြောဆိုဖို့အတွက်ရိုးရှင်းတဲ့နေလန်တစ်ခုကတော့စကားဆပြောဖို့အကြောင်းအရာပေးနိုင်တဲ့အရာတစ်ခုခုကိုစောင့်ထားခြင်းဖြစ်ပါတယ်။ဥပမာရှီဟာအိတ်ဆောင်နိုင် ဒါမှမဟုတ်ရှားပါတဲ့ပတ်စံအိမ်မျိုးတွေပါဒီလိုအရာတွေကတစုံတစ်ယောက်ကိုဒါကိုဘယ်ကရတာလဲလို့မေးဖို့အခွင့်အရေးပေးလိုက်ပြီးခနာကြတဲ့အခါတငယ်ချင်းလိုပေါ့ပေါ့ပါပါစကားပြောနေကြတာမျိုးကိုဖြစ်လာနိုင်ပါတယ်အကယ်၍တင်ကတွဲဆောင်ပွဲတစ်ခုကိုစီစဉ်သူဆိုရင်တော့လူတွေကိုမိတ်ဆက်ပေးပြီးသူတို့တူချင်းစီအကြောင်းစိတ်ဝင်စားစရာအချက်တချို့ကိုထည့်ပြပေးခြင်းအပြင်ပိုလွယ်ကူတဲ့စကားဝိုင်းတစ်ခုကိုဖန်တီးပေးနိုင်ပါတယ် ဒီလိုလှုပ်ခြင်းအပြည့်လူတိုင်းဟာနောက်ဆက်တွဲမိခွန်းတွေမိပြီးစကားဝိုင်းကိုစတင်မှု အခွင့်အရေးရရှိသွားနိုင်ပါတယ်။မိဆက်ပြီးစကားဝိုင်းစတင်သွားပြီဆိုရင်တော့တင်းရဲ့ကိုနီဟန်သားပေါ်အာယုံဆိုင်ဖို့လိုအပ်ပါတယ်။ဘသူမှပြင်းစရာကောင်းပြီးမပြီးနိုင်တဲ့ဆက်လန်းကိုပြောနေတဲ့သူနဲ့စကားပြောရတာမျိုး မကြိုက်ကြပါဘူး။ဒါကြောင့်တင်းကိုယ်တိုင်အဲ့ဒီလိုလူမျိုးမဖြစ်စေဖို့အတွက်သူတို့ဘလို့ပြောဆိုနေတယ် ဘလို့တောင့်ပြန်နေတယ်ဆိုတာကို အနီးကပ်ကယူဆိုင်ပါသူတို့ရဲ့စိတ်ခံစား channel လေးတန်ကိုလက်ရောညှိတွေဖြစ်အောင်ကြိုးစားပါဒီလိုဆိုရင်တော့အားလုံးကစိတ်ဝင်တစားနားထောင်ပြီးပါဝင်လာပါလိမ့်မယ်စကားဝိုင်းတစ်ခုတည်းဝင်ရောက်ဖို့အခွင့်အရေးရပြီဆိုရင်တော့သင်ပြောမယ့်စကားပေါ်ယုံကြည်မှုရှိရှိနဲ့အပြုတ်တဘောဆောင်တဲ့တဘောထားနဲ့ပါဝင်မှုကအကောင်းဆုံးဖြစ်ပါတယ်ဒါကတင်ပြောမဲ့စကလုံးတွေထက်တောင်ပိုပြီးအရေးကြီးပါတယ်။အသေးပဲမဲတဲ့ နှစ်နှစ်မျိုးစရာကောင်းတဲ့ဒါမှမဟုတ်မကျေနပ်ချက်လို့ယူဆနိုင်တဲ့စကားလမ်းကြောင်းတွေကိုရှောင်ရှားရမှာဖြစ်ပါတယ်။စကားစမြည်ပြောဆိုခြင်း small talk ကအရေးမပါတယ်လို့အချိန်ဖြုန်းတာလို့သင်ထင်နိုင်ပါတယ်။ဒါပေမဲ့ဒီလိုထင်တာလုံးဝမှားပါတယ်။ကိုယ့်ရဲ့စီးပွားရေးလုပ်ငန်းဒါမှမဟုတ် နေ့စဉ်ဘဝမှာစကားစမြည်ပြောဆိုခြင်းကတစုံတစ်ယောက်ရဲ့စိတ်ကိုရနိုင်မရနိုင်ဒါမှမဟုတ်သူတို့ကိုလက်မီပြေးစေနိုင်တာမျိုးဖြစ်စေနိုင်ပါတယ်။ င်းရဲ့စကားသမီးပြောတတ်တဲ့စွမ်းရည် small talk skill ကနည်းနေတယ်ဆိုရင်မလွဲမရှောင်သာမိခံရမယ့်မိကုနေအတွက်ကြိုတင်ပြင်ဆင်ထားဖို့ကြိုးစားပါပြန်ဖြေတဲ့အချိန်မှလည်းစိတ်ဝင်စားစရာကောင်းတဲ့အချက်ဒါမှမဟုတ်အခြားအကြောင်းအရာတစ်ခုစီကိုဥတည်သွားစေနိုင်မယ့်အဖြစ်ပြက်လေးတွေကိုထည့်ဖြေခြင်းအထက်စကားဝိုင်းကိုဆက်ပြီးလေပတ်နေအောင် ထိန်းထားရပါမယ်တစုံတရာကိုစကားဆက်ပြောနေအောင်လုပ်နိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းကတော့ သူတို့စကားပြောနေတာခဏရက်နာသွားတဲ့အခါအဲ့ဒီအခါကြံကိုအခွင့်ကောင်းရှုပြီးသူတို့နောက်ဆုံးပြောခဲ့တဲ့စကားကိုပဲတမျိုးတစ်ပုံပြန်ပြောပြခြင်းအဖြစ်စကားပြောခွင့်ကိုသူတို့စီပြန်ရအောင်ပေးလိုက်တာပဲဖြစ်ပါတယ်တရားရောက်ကိုစကားပြောနေအောင်လှူထားခြင်းအပြင်စိတ်ဝင်စားစရာကောင်းတဲ့ဖော်ထုတ်ပြောဆိုမှုတွေအားလုံးကိုသူတို့စီကနေရရှိနိုင်ပါတယ် လူတွေဟာသူတို့နဲ့တူညီတဲ့အရာရှိတဲ့သူတွေကိုသဘောကျလေးရှိတဲ့တဘာဝရှိပါတယ်။သူတို့ရဲ့လှုပ်ရှားမှုပုံစံကဘယ်လိုလဲ။ဖြည်းဖြည်းနဲ့ဂယုတဆိုင်လှုပ်ရှားတဲ့သူလား။ဒါမှမဟုတ်စိုးရိမ်ပူပန်ပြီးဂယောကရန်လှုပ်ရှားတတ်တဲ့သူလား။တစုံတစ်ယောက်ရဲ့လှုပ်ရှားမှုတွေကိုသင်အတုယူလိုက်တဲ့အခါဘာကြမှန်းသူတို့မသိပေမဲ့သင်နားမှာပို့ပြီးတော့တက်တောင့်တက်တာခံစားရပါလိမ့်မယ်။ဒီအချက်ကဘာသာစကားနဲ့ပတ်သက်ရင်လည်းအတူတူပါပဲ။ ဒါကြောင့်သူတို့သုံးတဲ့စကားလုံးတွေနဲ့စကားစုတွေကိုသင်လဲအတူတူလိုက်ပါပြောဆိုနိုင်ဖို့စူးစမ်းပါချီချူကွန်ပျူတာဟာကောင်းတဲ့အရာတစ်ခုပါ theory အရာတော့မှန်ကန်ပြီမဲ့လက်တွေ့မှာတော့သင်ဟာမရိုးသားဘူးလို့တစ်ဖက်လူကယူဆရင်အကျိုးဆက်ဆိုးတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ချီချူကွန်ပျူစကားကိုတွေ့ဝပြီးပြောဆိုတာဟာပညာရှိရာရောက်ပါတယ် ဒီလိုလုံးနိုင်တဲ့နီလန်တစ်ခုကတော့တတိယလူတအူးကနေတဆင့်ချီချိုးစကားတွေကို လက်ဆင့်ကမ်းပြောပေးစေခြင်းဖြစ်ပါတယ်။တတိယလူတအူးကတည်င်းကောင်းကိုပြောပြပေးခြင်းအပြင်တည်င်းကိုလက်ခံရရှိတဲ့သူရောတည်င်းပေးပို့တဲ့သူနှစ်ဦးစလုံးကခြိနဲ့ပျော်ရွှင်မှုကိုခံစားရပါနိုင်မယ်။အလားတူပဲတင့်ကိုတစုံတစ်ယောက်ကတည်င်းကောင်းတစ်ခုကိုဝေမျှပေးဖို့အတွက်ချင်းကပ်လာခဲ့ရင်တေချာပေါဝေမျှပေးလိုက်ပါ။ ဒတင်းကောင်းကိုတဲဆောင်သူဖြစ်ရခြင်းဟာကောင်းမွန်တဲ့ရလဒ်တွေရှိတယ်ဆိုတာကို သင်သိရှိပါလိမ့်မယ်။ဒါပေမဲ့သင်ကိုယ်တိုင်ချီကျူးစကားကိုတိုက်ရိုက်ပြောမယ်ဆိုရင်တော့သင်သားမြင်သားလောနာကိုရှောင်ပါ။အဲ့ဒီအစားပေါ့ပေါ့ပါပါပြောဆိုမှုတစ်ခုတည်းမှာထဲ့သွင်းပြောဆိုနိုင်ပါတယ်။တိုက်ရိုက်ပို့ပြီးပြောဖို့လိုအပ်တယ်လို့ခံစားရရင်ချီကျူးစကားလေးနည်းနည်းကအများကြီးအကျိုးသက်ရောက်တယ်ဆိုတာကိုတတိယပါ။ ခြေဖူးရအဖင်လူတိုင်းဟာသူတို့အားထုတ်ဆောင်ရွက်ထားတဲ့အလုပ်တွေကိုတတိမထားမိကြဘူးလို့ခံစားရလေးရှိပါတယ်။တစုံတယောက်ကိုသူတို့ အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်လို့ရွရွရှင်းရှင်းပြောလိုက်ရုံနဲ့သူတို့ရဲ့တနေတာကိုပိုကောင်းစေမှာပါ။လူတွေကိုဘလို့စကားပြောရမယ်သူတို့ရဲ့မျက်နှာตาပေးခြင်းကိုဘယ်လိုရယူရမလဲဆိုတဲ့အခြေခံအချက်တွေကိုဆွေးနွေးခဲ့ပြီးပါပြီ။ ဆက်လက်ပြီးတော့လူမှုဆက်ဆံရေးကို တိုးတက်စေပြီးကျွမ်းကျင်သူအဆင့်ရောင်းနိုင်ဖို့အတွက်နီးလန်းအထုတ်ကို လေးလာကြည့်ကြရအောင်ပါဆက်ဆံရေးကိုတိုးတက်စေမဲ့လွယ်ကူတဲ့နီးလန်းတစ်ခုက ကိုချင်းစာပေးတတ်ဖို့ဖြစ်ပါတယ်အထူးသဖြင့်လူတွေဟာ စိတ်ပြက်စရာနေ့တရက်ကိုထက်တန်ပြီးတဲ့အခါမှာ အချိန်တိုင်းတာတစ်ခုအထိရှင်ဖွင့်ဖို့လိုအပ်တယ်ဆိုတာကိုနားလည်ထားပါစိတ်ရှည်တီးခတ်မှာ တို့ပြောချင်ရပြောပြီးစိတ်သက်သာရရှာအောင်ခံစားခွင့်ပေးပါ။သင်ကတနာချင်တာကြောင့်ပြသဖို့ကြိုးစားပါ။ဒါကသူတို့ကိုစိတ်ငြိမ်သက်ဖို့ကူညီပေးပါလိမ့်မယ်။အဲ့ဒီလိုဖြစ်လာတာနဲ့သင်ပြောဆိုလိုတဲ့အကြောင်းအရာကိုပြောင်းလဲပြောဆိုနိုင်ပါတယ်။ဒုတိယအနေနဲ့စကားပြောနေတာကိုစိုင်းငံ့ထားတာမျိုးမလုပ်မိဖို့သေချာပါစေ။ တင်းတငယ်ချင်းတယောက်ကအကြောင်းအရာတစ်ခုကိုပြောပြနေတော့စပွဲထိုးကအစားတောင်းမှယူဖို့အတွက်ခွေရနောက်ဆက်မိလာမျိုးနဲ့ကြုံလာရတဲ့အခါမှာတင်းတငယ်ချင်းကိုသူပြောလက်ဆနေရကနေဆက်ပြောခိုင်းဖို့မမေ့ပါနဲ့တတိယအချက်ကတော့အကူအညီပေးခြင်းအတတ်ပညာကိုခီးပြေဆောင်အောင်လှူဆောင်ဖို့ပဲဖြစ်ပါတယ်။သစုံတရားကိုအကူအညီပေးလိုက်တဲ့အခါဘလောက်ကောင်းမွန်နေလို့ခံစားရရလဲဆိုတာကို သင်သိမှာပါ။ ဒါပေမဲ့တစုံတယောက်ကတင်လက်ရှိလုပ်နေတဲ့အရာတိုင်းကိုရက်တက်ပြီးသူ့ကိုအကူအညီပေးဖို့ချက်ချင်းတောင်းဆိုလာခဲ့ရင်တော့ဒါကအခြားကိစ္စတစ်ခုပါပဲ။သူကရိုင်းဆိုင်တဲ့သူလို့ဖြစ်သွားပါတယ်။ဒါကြောင့်ဒီလိုအမားမျိုးကို ကိုယ်တိုင်မလုံးမိဖို့တတိပြုရမှာဖြစ်ပါတယ်။အလားတူပဲတစုံတယောက်ကိုအကူအညီပေးပြီးတာနဲ့ချက်ချင်းအပြန်အလှန်တစ်ခုခု မတောင်းဆိုပါနဲ့။အဲ့ဒီအစား သင်ကမင်းဆွေတန်ရုံးစင်နဲ့ကုညီခဲ့တာဆိုတာကိုသူတို့သိအောင်အချိန်တစ်ခုလောက်ပေးလိုက်ပါ နောက်မှသာသင်လိုချင်တာတွေကိုပြောရမှာဖြစ်ပါတယ်လူတွေဟာတငယ်ချင်းတွေနဲ့လှုပ်ဖို့ဂိုင်ဖက်တွေအတွက်လှုပ်ပေးခဲ့တဲ့အရာတွေကိုမှတ်တာထားကြတယ်ဆိုတာကိုသိထားရမှာဖြစ်ပါတယ်ဒါကြောင့်တင့်ကို အမြဲတမ်းကူညီပေးနေတဲ့သူတွေကိုလုံလောက်စွာကျေးဇူးတင်ကြောင်းနဲ့တံပိုးထားကြောင်းပြသပေးပါလို့စာရေးသူကဆိုထားပါတယ် အထက်လူကြီးနဲ့စကားပြောတဲ့အခါအဓိကအချက်ကိုထားရိုက်ပြောပါ။အရေးကြီးတဲ့ပုံကိုယ်တွေကအကြောင်းအရာတွေကိုဝှေ့လည်ကြံပတ်ပြောဆိုနေဖို့အချိန်မရှိပါဘူး။စကားပြောနေတဲ့အချိန်မှာတင်ပြောရမယ့်အကြောင်းအရာအပေါ်အာရုံစိုက်နေအောင်ကြိုးစားပါ။တဲ့တင်တစ်ခုကိုပြောဖို့စဉ်းစားနေတဲ့အချိန်မှာတပတ်လူရဲ့တုံ့ပြန်မှုကဘလို့ဖြစ်နိုင်နေဆိုတာကိုစဉ်းစားပြီးချုပ်တယ်မှန်းဆပြောဆိုပါ ဥပမာသူတို့ကသတင်းကိုကြားရတာဝမ်းသာလိမ့်မယ်လို့ထင်ရင်ပြောရှင်စွာနဲ့ပြောပါ စိတ်မကောင်းစရာသတင်းတစ်ခုဆိုရင်တော့စာနာတဲ့လီတန်နဲ့တက်ပြင်းချပြီးပြောဆိုတင်ပါတယ်အာမြင်မှုလေကတ်ချက်ကိုတတ်ရတာခက်ခဲပြီးမယ်အပေါ်ဆုံးကိုရောက်တာနဲ့စိန်ခေါ်မှုတစ်ခုပေါ်လာပါတယ်အဲ့ဒါကတော့ပြန်ပြီးပြုတ်ကြခြင်းကိုရှောင်ရှားဖို့ပါပဲအကောင်းဆုံးအကြံဉာဏ်တစ်ခုကတော့ ိုယ်ပိုင်အချိန်မှာစီးပွားရေးကိစ္စတွေကိုခွဲထုတ်ထားဖို့ပဲဖြစ်ပါတယ်။စီးပွားရေးလုပ်ဖို့တင့်တော်တဲ့အချိန်ရောက်ပြီဆိုရင်တော့ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုပြသရင်းနဲ့အမြဲတမ်းယူသားဖို့ကိုမမေ့ပါနဲ့။လုပ်ငန်းရှင်တွေဟာဖောက်တဲ့တွေနဲ့တွေ့ဆုံတဲ့အခါဖောက်တဲ့ဘက်ကဘလောက်အကျိုးရှိမယ်ဆိုတာကိုပဲပြောဆိုလေးရှိပြီးသူတို့ကိုယ်တိုင်ဒီကနေဘာအကျိုးမြတ်ရရှိမယ်ဆိုတဲ့အကြောင်းအရာကိုဖုံးကွယ်ပြီးပြောဆိုလေးရှိကြပါတယ် ဂျာဟာရှင်ကြီးတယ်လို့ထင်နိုင်ပေမဲ့ယူသားမှုမရှိသလိုဖြစ်နေနိုင်ပါတယ်။အဲ့ဒီအစားဖောက်တဲ့ရောတင်ကိုယ်တိုင်းမှာနှစ်ဦးစလုံးဘလို့အကျိုးရှိမယ်ဆိုတာကိုပွန့်ပွန့်လင်းလင်းပြောဆိုလိုက်ပါ။ဒီနည်းနဲ့သူတို့ကတင့်ကိုလင်းလင်းနေတယ်လို့တွေးမှာမဟုတ်ပါဘူး။ပြီးတော့အမားလုံးမိမာကိုလည်းမကြောက်ပါနဲ့။အချို့လုပ်ငန်းရှင်တွေကတော့အမားလုံးရတာကိုသဘောကျကြပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအမားကိုပြန်ပြီးပြင်ဆင်ပေးခြင်းအဖြစ် ဖောက်တဲ့ကို အထင်ကြီးအောင်လုံးနိုင်လိုပါပဲ။ဒါကြောင့်ပျက်စီးမှားပြီးပုတ်ပေးမိရမျိုးလို့အမားတစ်ခုခုလုံးမိတဲ့အခါတောင်းပန်ပြီးနောက်တစ်ဆင့်အနေနဲ့လက်ဆောင်ကဲဒါမှမဟုတ်နောက်လာမယ်မှယုံမှုအတော့ပို့ဆောင်ကအခမဲ့ပေးတာလိုမျိုးစေတနာပြတဲ့လုံရက်တစ်ခုပြုလုပ်ပေးပါ။ဒီလိုနီးနဲ့ဖောက်တဲ့ကိုဆက်လက်ထိန်းထားနိုင်ပြီးသူတို့ကတင်းရဲ့ဝန်ဆောင်မှုဘလောက်ကောင်းချောင်းကိုတောင်လူတွေကိုဖြန့်ဝေပြောပြနိုင်ပါတယ်။ တေချာပေါက်အထင်ကြီးစေမယ့်အကြံဉာဏ်တစ်ခုကတော့လက်ခုပ်တည်တဲ့နေရာဒါမှမဟုတ်စကားဆတင်ပြောတဲ့နေရာမှာ ကိုက ပထမဆုံးလူဖြစ်နေပါစေ။ခေါင်းဆောင်တွေဟာပထမဆုံးခြေလမ်းကိုစတင်ပြီးလှမ်းကြပါတယ်။သူတို့ကသူတို့ဘာလုပ်ရမယ်ဆိုတာကို အခြားသူတွေကပြောပြဖို့စောင့်မနေပါဘူး။အောင်မြင်တဲ့အစည်းအဝေးတစ်ခုလုပ်ဖို့ပြင်ဆင်မှုအနေနဲ့က အော်စရာကောင်းလောက်အောင်အကျိုးသက်ရောက်နိုင်ပါတယ်။ ကျော်ဖို့တင့်တော်တဲ့စကက်လုံးကိုအမြဲတမ်းပိုင်နိုင်အောင်ကြိုးစားပါလေးလာမှုတွေအရာ စကက်လုံးကျွဲဝပြီးအတုံးအနှုံမျိုးစုံသုံးနိုင်တဲ့သူတွေကိုပူပြီးညံ့ရီထမြက်တဲ့ဖန်တီးနိုင်စွမ်းရှိတဲ့သူတွေအဖြစ်ရှုမြင်ကြပါတယ်။ဒါကြောင့်စကက်လုံးအစ်စ်တွေကို ရှာဖွေအတုံးပြူတာကတင်းအတွက်အကျိုးရှိစေပါလိမ့်မယ်။ဒီလိုစဉ်းစားကြည့်ပါ။တနည်းကို စကက်လုံးအစ်စ်တစ်ခုတင်ယူမယ်ဆိုရင် မှလားကြတဲ့အခါတင်ဟာအတော်လေးကိုညံကောင်းပြီးဖန်တီးနိုင်စွမ်းရှိတဲ့စာရေးဆရာတယောက်လိုဖြစ်လာပါလိမ့်မယ်။သက်ဆိုင်ရာကိုကားချက်အချို့ကိုစောင့်ထားခြင်းကလည်းဉာဏ်ပညာရှိဆောင်ရဲ့နောက်ထပ်လက္ခဏာတစ်ခုပါပဲ။ကောင်းမွန်တဲ့ကိုကားချက်တစ်ခုတွေးတဲ့အခါတိုင်းခြားရေးထားပြီးအလိုရတဲ့အထည်ပြန်ကြည့်ပါ။တင်တော်တဲ့အချိန်မှအသုံးပြုနိုင်ပြီဆိုရင်တစ်ဖက်လူကိုအံ့အားတင်စီမှာဖြစ်ပါတယ်။ လူအများစုအတွက် ဖုန်းပြောဆိုခြင်းကစကားပြောဆိုကိုအတွက်အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး။လေးလာမှုတွေအရာ လူအများကဖုန်းပြောနေတဲ့အချိန်မှာသူတို့ရဲ့အတန်ဆွမ်းအင်ရဲ့30ရာခိုင်နှုန်းကိုဆုံးရှုံးကြတယ်လို့သိရပါတယ်။ဖုန်းကိုဖြည့်ဆိုတဲ့အခါတက်သားပြီး professional ဆန်တဲ့ပုံစံနဲ့ဖြည့်ပါ။ဖုန်းခေါ်ဆိုသူကသူ့ကိုသူမိတ်ဆက်လိုက်တဲ့အခါနှစ်ပေါင်းများစွာဝေးကွာနေတဲ့တငယ်ချင်းတအူးကိုနှောက်ဆက်တယ်လို့ နှွေးထွေးစွာနှုတ်ဆက်လိုက်ပါတစ်ဖက်ကနှွေးထွေးမှုကိုခံစားရပြီးဆက်ဆက်ရေးကိုကောင်းမွန်စွာစတင်နိုင်ပါလိမ့်မယ်ဖုန်းပြောဆိုတဲ့အချိန်မှာတစ်ဖက်လူကတင်းရဲ့မျက်နှာအမူအရာ ကိုဟန်အမူအရာဒါမှမဟုတ်လက်ဟန်အမူအရာတွေကို မြင်နိုင်ခြင်းမရှိတာကိုအမြဲတတိရပါအမြင်အယုံဆိုင်ရာအချက်လက်တွေကိုနှုံးနဲ့ကြိုးဆိုတဲ့အချက်ပြမှုတွေအဖြစ်ပေါ်လင်းစေရမှာဖြစ်ပါတယ် ဆိုလိုတာကတော့ခေါင်းငိမ့်မဲ့အစာ ဟုတ်ကဲ့ကြာရတာအရင်ဝမ်းသာပါတယ်ဆက်ပြောပါအဲ့လိုမျိုးစကက်လုံးတွေကိုပြောဆိုခြင်းအပြင်တပတ်လူကတင်းစိတ်ထဲမှာရှိနေတဲ့အရာကိုသိရှိနိုင်မှာဖြစ်ပါတယ်လူတွေဟာသူတို့ရဲ့နာမည်ကို ခေါ်တန်ကြာရတဲ့အခါပူပြီးနိုးကြားလာတတ်ကြကြောင့်အာယုံဆူဆိုင်မှုကိုထိန်းသိမ်းထားနိုင်မှုအတွက် ပုံမှန်ထက်နာမည်ပူခေါ်ပေးနိုင်ပါတယ် ဒါပေမဲ့ညနေချင်းဆိုင်စကားပြောဆိုမှုတွေမှာဒီအချက်ကိုမလုပ်သင့်ပါဘူး။ဖုန်းနဲ့စီးပွားရေးကိစ္စတွေကိုပြောဆိုခြင်းတဲ့အခါစကားပြောဖို့အချိန်ရနိုင်မရနိုင်ကိုတစ်ဖက်လူကိုအမြဲမေးမြန်းမှာ အချိန်ပေးနိုင်ကြောင်းပြသမှသာဆက်ပြီးပြောဆိုရမှာဖြစ်ပါတယ်။လူတတော်များများဟာပါတီပွဲတွေကိုပျော်ဖို့တသက်ပဲတွားတက်ကြပါတယ်။အဲ့ဒါကလည်းမှားရင်တော့မဟုတ်ပါဘူး။ ဒါပေမဲ့ပို့ပြီးရည်ရွယ်ချက်ကြီးကြီးနဲ့သွားလို့ရတဲ့နေလန်းတွေလည်းရှိပါတယ်။ပါဝင်တက်ရောက်လာတဲ့ထင်ရှားကြောကြားသူတွေနဲ့တွေ့ဆုံဖို့နဲ့သူတို့ကိုအထင်ကြီးစေဖို့အတွက်နေလန်းအချို့ကိုဒီမှာဖော်ပြပေးလိုက်ပါတယ်။ Pop Star တွေကစင်ပေါ်မှာဖန်ဆားနိုင်တဲ့စွမ်းရည်ရှိတယ်လို့တင်ကြားမှုမှာပါ။တင်လဲထီလို့ဆွဲဆောင်နိုင်တဲ့စွမ်းရည်မျိုးရဖို့အတွက်ပြင်ဆင်မှုအချို့လုပ်ပြီးအခန်းထဲကိုဘလို့ဝင်ရမလဲဆိုတာကိုသိထားရပါမယ်။ ပြက်သားတွေဝင်ရောက်မှုအတွက်နီလန်ကယိုရှင်းပါတယ်။အခန်းထဲမဝင်ခင်တကားဝမှာခဏရပ်ပြီးအခန်းကိုတပတ်ကြည့်လိုက်ပါ။ပဝင်းချင်းကိုကြည့်ပြီးအဆင်ပြေတယ်လို့ယူဆပြီးရနဲ့ပြုံးပြီးအထဲကိုဝင်နိုင်ပါတယ်။ဒီလိုမျိုးဖြက်ဖြက်တတဝင်ရောက်မှုကတက်ရောက်လာတဲ့သူတွေကိုတေချာပေါက်အထင်ကြီးစေမှာပါ။အခန်းထဲရောက်တာနဲ့တင်ကိုယ်တိုင်ဦးဆောင်ပြီးအခန်းထဲမှာစိတ်ဝင်စားစရာအကောင်းဆုံးပုံကူစီကိုချက်ချင်းသွားတက်ပါတယ်။ တစုံတယောက်လာဖို့စောင့်ဆိုင်နေမယ်ဆိုရင်တင်ဟာတညလုံးဘသူနဲ့မှမလျော်တော့ပဲအထီးကျန်နေနိုင်ပြီးထင်ရှားကြောက်ကြားသူတွေနဲ့တွေ့ဆုံဖို့အခွင့်အရေးနေပါသွားနိုင်ပါတယ်တစုံတယောက်ရဲ့အာယုံဆိုင်မှုကိုတင်ရပြီဆိုရင်တော့တင်တင်ယူခဲ့သမျှအရာအလုံးကို အသုံးချဖို့အချိန်ရောက်ပါပြီဒါအပြင်နောက်ထပ်အပူဆောင်းအကြံပြုချက်တစ်ခုလည်းရှိပါသေးတယ် တင်းရဲ့လက်ဖွားတွေကိုအပြင်ဖက်လှဲ့ပြီးပွင့်လင်းပြီးဖိတ်ခေါ်တဲ့ကိုဟန်အနေထားကိုထားပါအခြားသူပြောတာကိုနားထောင်မှုမမိပါနဲ့အခြားတယောက်ပြောနေတဲ့အရာတွေကို စိတ်ထဲမှတ်ထားပါအဲ့ဒါတွေကနောက်ပိုင်းမှာအသုံးဝင်လာနိုင်ပါတယ်အဲ့ဒီချဲမှာသူတို့ထုတ်ဖော်ပြောဆိုနိုင်တဲ့ကိုကြီးကိုသာအသေးစိတ်အချက်အလက်တွေနဲ့သူတို့အရေးကြီးပုံရတဲ့အခြားအရာတွေပါဝင်နိုင်ပါတယ် ဒီအချက်လက်တွေထဲကတစ်ခုခုကိုနောက်တစ်ချိန်တွေးဆောင်တဲ့အခါပြန်ပြီးပြုတ်ပြခြင်းအဖြစ်သင်ဟာအထင်ကြီးစရာကောင်းတဲ့အထင်မြင်တစ်ခုကိုတေချာပေါက်ဖန်တီးနိုင်မှာဖြစ်ပါတယ်။အခုဆိုရင်တော့လေးလောင်းရေးသားထားတဲ့ How to talk to anyone ဆိုတဲ့စာအုပ်ကိုလေ့လာခဲ့ကြပြီးပါပြီ။လူတပါဝါနဲ့လူတွေရဲ့အလေးအထတွေကိုအခြေခံနားလည်ရုံနဲ့ဘသူမဆိုစကားပြောကောင်းသူတူဖြစ်လာအောင်လေ့လာနိုင်ပြီး တို့ရဲ့ဆက်ဆံရေးဖြစ်ကိုတိုးတက်အောင်လှုံ့ဆော်နိုင်ပါတယ်။လူတိုင်းဟာကောင်းမွန်တဲ့ပထမဆုံးအထင်အမြင်ကိုပေးနိုင်ဖို့ရန်လိုမှုမရှိရဲ့အပြုတ်တဘောဆောင်တဲ့ကိုဟန်အမှုရာကိုအသုံးပြုနိုင်ဖို့ထီရောက်တဲ့ချီကျူးစကားပြောဖို့နဲ့တံပိုးရှိတဲ့အချက်လက်တွေနဲ့အစည်းအဝေးတွေကိုပြင်ဆင်လာဖို့အရေးကြီးပုံကိုတိထားတင်ပါတယ်။ဘဟုတုတာနဲ့ကောင်းမွန်တဲ့နီးစနစ်တွေရှိရင် သင်ဟာစကားပြောဆိုမှုတွေမှာပိုပြီးတတန်တတန်နဲ့ယုံကြည်မှုရှိလာရုံသာမကတငယ်ချင်းတွေပိုမိုရရှိလာပြီးအောင်မြင်မှုလေကထစ်ပေါ်ကိုလည်းရည်မြန်စွာတက်လန်းနိုင်ပါလိမ့်မယ်။ How to talk to anyone စာအုပ်ရဲ့အနှစ်ထုတ်ကိုတော့ဒီမှာပဲအဆုံးသတ်လိုက်ပါရစေ။အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်။အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေ။